ိုင်းမြမနယ်စပ်ကိုတိုရီလမ်းပိုင်းမှာရှိတဲ့တနိတိုင်းမြို့နယ်သိခေါ်ရွာမှာစစ်ကောက်စီတပ်နဲ့တော်လိုင်းတပ်တို့၃ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗါတယ်။မော်တော်နယ်စပ်ကိုတိုရီစခန်းကိုသွားတဲ့လမ်းပိုင်းကသိခေါ်ရွာမှာဇော်လာအလီရကနေ၆ရက်နေ့အထိ၃ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။စကောက်စီဘက်ကတိုက်ပွဲအတွင်းလက်နက်ကြီးအပြင်ဒရုန်းတွေနဲ့ပါတိုက်ခိုက်တယ်လို့တွန်လိုင်းတပ်ဖွဲ့ဝင်တို့ကပြောပါရယ်။ လက်ရှိမှာစကောက်စီတပ်ကအင်အားထပ်ဖြည့်လာပြီးညအချိန်မှလည်း drone နဲ့ကေထောက်နေတယ်လို့ဆိုပါရတယ်။တောက်ရတာတိုက်ပွဲအတွင်းတော်လိုင်းတပ်ဘက်ကထိခိုက်မှုမရှိတယ်လို့စကောက်စီတပ်ဘက်ကထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့တော်လိုင်းတပ်ဖွဲ့ဝင်အချို့ကပြောပါရတယ်။ထိုင်းမြမနက်ဆက်ကိုသွေးလမ်းပိုင်းတနင်္သာရီထုတ်ခါမော်တော့လမ်းပိုင်းကိုပြန်ထိတ်ချုပ်ဖို့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကလေးကစကောက်စီတပ်ကအင်အားရချီသုံးပြီးဆက်ကြောင်းထိုးနေတဲ့အတွက်တိုက်ခေါ်ရွာနဲ့နီမိုးကျေးရွာတွေမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်နေပါရတယ်။